စေုပ်စုဟာ၎င်းတို့မထုံမတန်းဖန်တီးထားတဲ့ရွေးကောက်ပွဲဆိုတဲ့လှုပ်ဆက်ကြီးအတွက်ပွဲကြီးပြိသက်ရှာနေပြီဖြစ်တယ်လို့ Asia Times မှာ Davis Scott Martinson ကယခုလိုပဲရေးသားလာခဲ့ပါတယ်။အဆိုပါကိစ္စကိုပြင်ဆင်တဲ့အနေနဲ့၃ရက်ကြာငိမ့်ချမ်းရေးဖိုရမ်ကြီးကိုနေပြည်တော်ရှိအုပ်ချုပ်အုပ်ပဲ့များကြားပြုလုပ်လာခဲ့ပါတယ်။တဲရောက်လာသူတွေကတော့စေုပ်စုမှထိတ်တန်းခေါင်းဆောင်များတပ်တမန်များဌာနဆိုင်ရာအကြီးအကဲများနိုင်ငံရေးပါတီများမှခေါင်းဆောင်များယခုအခါအသက်မဝင်တော့တဲ့ နိုင်ငံလုံးဆိုင်ရာပြစ်ခတ်ရေးစရေးသဘောတူညီချက်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့များတရုတ်အိန္ဒိယရုရှားနဲ့ထိုင်းနိုင်ငံတို့မှပုံကူများပဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံအခြေအနေကိုထဲထဲဝင်ဝင်မဟုတ်တိတိုင်တမန်ကရှန်ကာသိရှိခဲ့သူများပင်ယုတ်ဒီနဲ့ကင်းကွာလာတဲ့ထင်းရောင်ထင်းမအတွေးခေါ်များသာလို့ယူဆကြမှာလည်းဖြစ်ပါတယ်။2021စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပြည်တွင်းစစ်ကြီးနဲ့ရင်ဆိုင်နေရသည်တာမက စီးပွားရေးတောက်လျှောက်ကြာဆင်းလာမှုပြည်တွင်းရေးမတည်ငြိမ်မှုများနဲ့လုံခြုံလိုက်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ငိမ့်ချင်ရင်တိဆောက်ဖို့ဆိုတာကလည်းလောက်ွက်မရှိရွေးကောက်ပွဲဆိုတာကလည်းယုံကြည်ရလောက်တော့ဆိုတဲ့ခေါင်းစဉ်တက်လိုက်ုံနဲ့ပင်မြောင်းထဲရောက်သွားပြီဖြစ်ပါတယ်ညီညွတ်မှုဆိုတာကလည်းမရှိတကယ်တမ်းရှိနေတာက၎င်းတို့အားဖြိုလဲရန်မဟာဖြိုအားရပိုးပေါင်းနေကြတဲ့တိုင်းရင်းသားအဖွဲ့များနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားမှသာဖြစ်ပါတယ်အာနာသိန်းခေါင်းဆောင်မရောက်နိုင်ကရွေးကောက်ပွဲနဲ့ငိမ့်ချင်ရေးလုပ်ငန်းစဉ်များကအနာဂတ်တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးအတွက်လိုအပ်တယ်ဆိုတဲ့စကားကလည်းပြီးခဲ့သည့်6လလုံးလုံးပြောခဲ့သည်မှလွဲ၍ထူးခြားမလာခဲ့ဘူးလို့ဆိုပါတယ် လက်ရှိအသုံးပြုနေတဲ့မဲအများဆုံးရသူအနိုင်ရတဲ့စနစ် First Page Defaults FPTP အပြင်အချို့ကျကိုစားပြုစနစ် Proportional Representation PR ကိုလည်းရောနှောပုံစံစနစ်နဲ့အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါရယ်။၎င်းတို့ပြုလုပ်မယ်ဆိုတဲ့ရွေးကောက်ပွဲက Rakhine ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကရင်ပြည်နယ်များပါဝင်မှာမဟုတ်တာကြောင့်နိုင်ငံရဲ့ကြံတဝက်ခတ်မှသာလုံနိုင်ရန်ရည်ရွယ်ထားပါရယ်။ထို့သို့ပြောဆိုပြီးတက်ရောက်လာသူများနဲ့ဓာတ်ပုံတွဲရိုက်ခန့်ကယခုနှစ်တွင်၃ချိန်မြောက်အဖြစ် ဘယ်လာရုစ်နဲ့ရုရှားတို့သွားရန်၎င်းတို့ဝယ်ပေးထားတဲ့လေယာဉ်ကြီးပေါ်တက်သွားခဲ့တာဖြစ်ပါတယ်။၎င်းတို့ရဲ့စိတ်တော်သည့်မီဒီယာများကလည်းငိတ်ချင်းဖိုရန်ကြီးကိုတမကရှန်ကာမြတ်သားရေးသားထုတ်လွှင့်ကြပြီးကောင်းဆောင်ကြီးရဲ့ဘစ်ရှိစေဝါဆက်ယုံသွားတဲ့ခီးစဉ်နဲ့စိန့်ပီတာစဘတ်စီဝိုင်းဖိုရန်ခီးစဉ်များကိုသာအသားပေးဖော်ပြခဲ့ကြပါတယ်။ကောင်းဆောင်ကြီးခင်ဗျာလည်းလူတော်တိုးချင်ရှာလုံး၍ထိုနိုင်ငံကိုသာသွားလိုက်ပြန်လိုက်နဲ့လှုပ်ချလိုက်နေပြီးယခုထိလည်းအိန္ဒိယအာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံကများ တရားဝင်ခီးလာရောက်ဖို့ဖိတ်ကြားခြင်းမခံရသေးဘူးလို့လည်းဆိုပါတယ်။သို့တော့ရင်းချိုင်းဖိုရန်တို့တရုတ်ဘက်မှတရှိကျွင်းယူနန်နဲ့ဘေကျင်းတက္ကသိုလ်များမှပညာရှင်၃ဦးလည်းတက်ရောက်လာကြပါတယ်။တရုတ်ဘက်က တကယ်တမ်းမှာရွေးကောက်ပွဲဆိုတာကိုရင်းချိုင်းလုပ်ငန်းရှင်များအပေါ်ယုံကြည်မှရှိပဲ၎င်းတို့အတွက်ကတည်ငြိမ်မှုပုံစံတစ်မျိုးမျိုးနဲ့ထွက်လာရတဲ့ဒီအတိုင်းဆက်မသွားဖို့တေးချာစေမဲ့လမ်းကြောင်းကိုသာစိတ်ဝင်စားကြတာဖြစ်ပါတယ်။အချို့ကလည်းဘေကျင်းဟာရွေးကောက်ပွဲအားမရောက်နိုင်အောင်ဖယ်ရှားပြီး ယုတ်တိရှိရှိလုပ်လို့တဲ့ခေါင်းဆောင်တယောက်နဲ့အစားထိုးရန်ကြံရွယ်နေတယ်လို့ပြောဆိုနေကြပါဗျ။တရုတ်ဟာတစ်ဆယ်နှစ်ဆက်ခွန်ဆက်စင်ကြီးနောက်ပိုင်းတရုတ်နယ်စပ်ရှိနယ်မြေအမြောက်များကိုတိုင်းအင်္ဂါဖွဲ့များကသိမ်းယူထားခြင်း၊ရခိုင်မှာလည်း၎င်းတို့ရဲ့စီမံကိန်းဒေသတွေကိုအာရခတ်တော်ရဲ့ဝိုင်းထားခံနေရခြင်းဆိုတဲ့နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းနေရပါဗျ။စစ်ကောင်းဆောင်မရောက်နိုင်ကမိန်ကုန်းထဲမှာတော့တရုတ်ပြည်အားမတိမတာထက်နှက်သွားပါသေးတယ်။ငြိမ်းချမ်းရေးဆွေးနွေးရမှာပြည်ပမှဆွတ်ဖက်မှုကင်းဝေးရမည်။ အခြားသူများရဲ့ဩဇာအလွမ်းမိုးမခံရအောင်အထူးတရီထားရမယ်လို့ထည့်သွင်းပြောဆိုသွားခဲ့တာပါပြည်တွင်းရေးဝင်မဆွဲရဆိုတာကအာနာရှင်တို့ရဲ့လက်သုံးစကားဖြစ်တော်လဲလာရှိုးအားပြန်ရအောင်တရုတ်တို့မှဂျာဝင်ပေးခဲ့မှုနဲ့မြောက်ဘက်ရှိအခြားလက်နက်ကိုင်အဖွဲ့များနဲ့အဆက်ဆံမပြတ်ရှိနေမှုကိုရည်ညွှန်းခြင်းလည်းဖြစ်နိုင်ပါတယ်ထိုင်းနိုင်ငံဘက်မှဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ထိုင်းကြီးစစ်တပ်စစ်ဦးစီးချုပ်ဟောင်းတို့တက်ရောက်ခဲ့ကြပြီးထိုင်းနဲ့တရုတ်ဟာစစ်တပ်အာဏာသိမ်းခဲ့မှုကြောင့်အထူးခိုက်အခံရဆုံးနိုင်ငံများလည်းဖြစ်ပါတယ်၎င်းတို့တက်ရောက်လာခြင်းက စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုချွင်းချက်မရှိထောက်ခံခြင်းမျိုးမဟုတ်ပဲ၎င်းတို့ရဲ့လုံခြုံရေးနဲ့စီးပွားရေးအတွက်ရှေ့ဆက်နိုင်မဲ့လမ်းကြောင်းတွေကိုရှာဖွေဖို့တတိကြီးစွာနဲ့တန်တမာရေးရာဟန့်ချက်ညီအောင်ထိန်းချုပ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။အဓိကထားပြီးစောင့်ကြည့်ရမှာကအိန္ဒိယပဲဖြစ်ပါတယ်။အိန္ဒိယဟာအာနာသိမ့်ပြီးတဲ့နောက်မှာစိုးစိုးဝါးဝါတလွဲစပင်ကောင်းပြီးပတ်သက်လာပြီးဖြစ်ပါတယ်။အဆိုပါပိုလန်တို့ဝါရီတန်တမာတူနဲ့သတင်းစာဆရာများ အများအပြားရောက်လာခဲ့ကြပါတယ်။ အိန္ဒိယဟာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုလိုလိုလားလားထောက်ခံလာပွဲရှိနေပြီးအိန္ဒိယရဲ့ electronic map ဆက်ကိုလည်းတုံးလာဖို့ရှိနေပါတယ်။စစ်အုပ်စုကလည်းတုံးပါများ၍တနာစရာကောင်းနေရတဲ့လက်ပါစီများဖြစ်တဲ့လှမောင်ရွှေ၊ဇော်ဦး၊အောင်နိုင်ဦးတို့အားလည်းပွဲထုတ်လာပြန်ပါတယ်။၎င်းတို့ရဲ့ဂုံတိုက်ခါများဟာလည်း2012 2015ခုနှစ်တမရဟောင်းဦးသိန်းစိန်လက်ထက်ရင်းချင်းလုပ်ငန်းစဉ်အတွင်းမှာပင်ကြာဆင်းသွားခဲ့ရပြီဖြစ်ပါတယ်။ပြည်သူ့ပါတီဥက္ကဋ္ဌဦးပုဂ္ဂိုလ်ကြီးနဲ့အတူ ရွေးကောက်ပွဲဝင်မဲ့ပါတီများမှကိုယ်စားလှယ်များလည်းရောက်လာကြပါတယ်။2015 NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားကောင်းဆောင်ဆိုသူများကလည်းထိုကဲ့သို့သောပွဲမျိုးကိုတစ်သားယုံကြည်ပမာမပြတ်မကွက်ရောက်လာကြပါတယ်။သို့သောဒေသကြားပြည်တွင်းစစ်ကြီးအတွင်းဒေသခံလူတို့ရဲ့ထောက်ခံမှုလည်းမရတော့တဲ့အပြင်တရားဝင်ကိုစားပြုတ်ွယ်လည်းဆုံးရှုံးသွားခဲ့ကြသူများဖြစ်ပါတယ်။ငိန်ချမ်းရေးဖိုရမ်ဆိုတာကစစ်အုပ်စုကိုဖျော်ဖြေဖို့တသက်မယုံမသားစကားများနဲ့တရားစင်လာရောက်ပြောဆိုကြတဲ့လှုပ်ပွဲမျိုးသာဖြစ်ပါတယ်။ အနောက်တိုင်းတန်ရုံအများစုကိုရက်တရက်ပောင်းများစွာ ကြိုပြီးဖိတ်ခေါ်ခဲ့တော့လဲဝေးဝေးကရှောင်နေခဲ့ကြပါတယ်။စေအုပ်စုဟာခက်ကြညံအကွက်များနဲ့ထိုးခဲ့သောပွဲမျိုးကိုအမြဲလိုလိုထထုတ်တတ်တော့လဲအခွင့်အရေးသမားများထဲမှာခက်နှုံနှုံခက်အားအများသာကောင်းကျိုးတစ်ခုတလေပါနိုင်တယ်လို့တွေးနိုင်တဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။မြေတို့ပြင်ပွဲများထထလုံနေစေကောင်မူပြည်သူအများစုအပေါ်စစ်ပွဲဆင်နွှဲနေခြင်းပြည်ရဲ့ရွေးကောက်ပွဲတစ်ခုမှာ မဲဆန္ဒရှင်များတခဲနဲ့မဲပင်းရွေးချယ်ခဲ့ကြတဲ့ပါတီကြီးအားဖျက်သိမ်းပစ်ခဲ့ကြ၍၎င်းတို့ရဲ့ရွေးကောက်ပွဲဆိုတာကိုပြည်တွင်းပြည်ပမှာမြည်သူတဦးတယောက်များယုံကြည်ကြမှာမဟုတ်တဲ့ပွဲလည်းဖြစ်ပါတယ်။ပြည်သူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်စင်ကူးမျိုးပေါ်ကကြက်ဖွက်ပါတီယုံကိုစစ်တပ်ကလေးနဲ့ပုံကျဲတိုက်ခိုက်တဲ့တဲ့တင်ကိုဖော်ပြပေးပါမယ်။ မတ်ရီတိုင်းစင်ကူးမြို့ပေါ်ကကျန်းဖွတ်ပါတီရုံးကိုအကျန်းဖတ်စစ်တပ်ကလေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပကဖမှာတာဝန်ရှိသူတူကပြောဆိုထားပါတယ်။ဇွန်လ29ရက်ည7:00နာရီခန့်ကစင်ကူးမြို့ပေါ်ကကျန်းဖွတ်ပါတီရုံးကိုအကျန်းဖတ်စစ်တပ်ရဲ့ဒရယ်ဦးလီတပ်မှတက်လာတဲ့ MiG-29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အကျန်းဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာကျန်းဖွတ်ပါတီရုံးအစအဦးထိမှန်ပျက်စီးခဲ့ပြီးပြည်သူများအထိခိုက်မရှိကြောင်းသိရပါတယ်။ ရန်ကုန်မြို့ပေါ်ဂျမ်ဖော့ပါတီရုံကိုအကြမ်းဖက်စစ်တပ်ရဲ့တရဲဦးတွေတက်ကတက်လာတဲ့ MiG-29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါဂျမ်ဖော့ပါတီရုံဆောက်အုပ်တစ်ခုထိမှန်ပြစီပြီးပြည်သူတွေအထိခိုက်မရှိပါဘူးလို့ပြည်ဦးလွင်ခရိုင်ပကဖာမှာတာဝန်ရှိသူတူကပြောဆိုထားတာပဲဖြစ်ပါတယ်ပြည်သူများအနေနဲ့ဂျမ်ဖက်စစ်ကောင်စီတပ်နဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရကာကွယ်နိုင်ဖို့အတွက်ဗုံးဖို့ခြင်းများထူထားကြဖို့ပြည်ဦးလွင်ခရိုင်ပကဖာကအတိပေးနှိုးဆော်ထားပါတယ်ကမ်ဘလူမြို့နယ်မှာ၄ရက်အတွင်းပြည်သူစစ်တပ်ဦးတပ်ဖြတ်ခံရတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ် စကိုင်းတိုင်းကမ်းဘလိုမျိုးနဲ့ဇီးကုန်းမျိုးနီကိုပက်လေစစ်ချောင်းထိုးနေတဲ့စစ်ကောင်စီနဲ့ပြူစောထီအုပ်စုက၄ရက်အတွင်းစုစုပေါင်းဒေသခံ၁၁ဦးကိုတပ်ဖြတ်ထားတယ်လို့သိရပါဗျ။ပြေးခဲ့တဲ့ဇွန်လ၂၃ရက်နေ့ကစလို့ကမ်းဘလူမြို့နယ်ဇီးကုန်းမြို့နီကတပြေတာဖို့ကုံကျောင်းကုန်းရွာဘက်တွေကိုအင်အားတရာကျော်နဲ့စစ်အုပ်စုကစစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။လေးရအတွင်းမှာအသက်30ကနေ50ရွယ်တွေဖြစ်တဲ့တပြေတာရွာကအမျိုးသား9ဦး၊ကျောင်းကုန်းရွာကအမျိုးသား3ဦး၊ဖို့ကုန်းရွာက2ဦးနဲ့ နောက်ထပ်အမည်မသိအမျိုးသားတဦးတို့တက်ဖြတ်ခံခဲ့ရတယ်လို့ဒေတာတွေအခြေအနေတွေကိုဖော်ပြနေတဲ့ Infinity Group ကထုတ်ပြန်ထားပါတယ်။တင်နန်းစင်းတွေကိုစစ်ကြောင်းထုတ်ခိုင်းနေတာပါ။ဂျီကုံမြို့နာမှာတိုက်ပွဲလဲဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ဒါပြင်ကတ်မလူမျိုးပတ်လည်မှာလည်းတင်ငန်းဝယ်ပြူစောထီကောင်းဆောင်ဝါသဝစစ်ကြောင်းကစစ်ကြောင်းထိုးတာတွေရှိတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီကလည်းဇွန်လ23ရက်နေ့ကကမ်းဘလူမျိုးနယ်မှာပြူစောထီတွေတင်နှင်းစင်းတဲ့အကြောင်းဖော်ပြထားပါတယ်။